သမင်းစားပြီးတာနဲ့ချက်ချင်းအိတ်ချင်စိတ်ပေါက်ရခြင်းဟာတချို့ဆိုရင်ခေါင်းမူပြီးပြုတ်အန်ကျင်တာတွေဖြစ်ရတာဟာအစားအစာကြောင့်တသက်တော့မဟုတ်ပါဘူး။ဒါဟာခေတ်တလူသားတွေဟာခန္ဓာကိုယ်နဲ့အစားအစာကြားဟန်ချက်ညီအောင်ထိန်းထားနိုင်မဲ့နေလန်းကိုမရှာဖွေနိုင်သေးလို့ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ဘိုးဘွားဘီပင်တွေကိုပြန်ကြည့်မယ်ဆိုရင်တော့သူတို့ဟာရာစုနှစ်ပေါင်းများစွာကြာရှည်တဲ့ဉာဏ်ပညာနဲ့လက်တွေ့ကျင့်သုံးမှုတွေကနေတဆင့်အစားစားပြီးနောက်နိုးကြနေအောင်လုပ်ငန်းကိုစောစောဆီးဆီးရှာတွေ့ထားပြီးသားပါ။မကြသေးမီကမှခေတ်တသိပ္ပံပညာရှင်တွေဆက်လက်လေ့လာမှုတွေပြုလုပ်ပြီးနောက်မှာဒါဟာဖူအားလက်ဖက်ချောက်ထဲကလက်ဖက်ချောက်ညိုတဲ့ရဲ့အစွမ်းကြောင့်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ထမင်းစားပြီးနောက်အိတ်ချင်တာဟာကျွန်တော်တို့စားလိုက်တဲ့ကာဘိုဟိုက်ဒရိတ်တွေဟာအစာချေစနစ်ကနေဂလူကိုစဖြစ်ပြောင်းလဲပြီးသွေးကြောရဲ့ကိုဝင်ရောက်သွားလို့ဖြစ်ပါတယ်။ဒီအချိန်မှာသွေးရင်းသကြားဓာတ်ကရင်မြန်စွာမြင့်တက်လာပါတယ်။သွေးရင်းသကြားဓာတ်ကိုဟန်ချက်ညီအောင်ထိန်းထားဖို့အတွက်တရက်ရွက်ကအင်ဆူလင်ကိုစတင်ထုတ်လုပ်ပါတယ်။ဒီအင်ဆူလင်ကဂလူကိုစကိုဆဲတွေစီပို့ပေးပြီးခန္ဓာကိုယ်ကိုစွမ်းအင်ပေးပါတယ်။ဒါပေမဲ့အင်ဆူလင်တွေအများများသွားရင်သွေးရင်းသကြားဓာတ်ဟာရုတ်တရက်ပြင်းထန်စွာကျဆင်းသွားပါတယ်။ဒီလိုယူလာကိုစတာလိုအတက်ကျမြင်တဲ့သွေးရင်းသကြားဓာတ်ပြောင်းလဲမှုက ခန္ဓာကိုယ်ရဲ့စွမ်းရည်ဖြန့်ဖြူးမှုကိုထိခိုက်စေပါတယ်။ဒါကြောင့်ခေါင်းမှုပြိုအန္တဒါမှမဟုတ်အိတ်ချင်တာတွေဖြစ်လာနိုင်တာပါ။ကျွန်တော်တို့ဘိုးဘွားတွေကလက်ဖက်ရည်တောက်ချင်းဖြင့်ဒီပြဿနာကိုကျွမ်းကျင်စွာရှောင်ရှားခဲ့ကြပါတယ်။ဒီလိုရှောင်ရှားနိုင်တဲ့နေရာမှာကတော့ကာဘိုဟိုက်ဒရိတ်တွေဦးလန်းချောင်းထဲရောက်တဲ့အခါအယ်ဖာဂလူကိုစိုက်တစ်အင်ဇိုင်းကနေဂလူကိုစ်အဖြစ်ဖြိုခွဲပြီးသွေးထဲပို့ဆောင်တာဖြစ်ပါတယ်။ဒါပေမဲ့ဖူအားလက်ဖက်ချောက်ထဲကလက်ဖက်ချောက်ညိုတက်ဟာဒီအင်ဇိုင်းရဲ့လှုပ်ဆောင်ချက်ကိုတားဆီးပေးနိုင်ပါတယ်။ဒါကြောင့်ကာဘိုဟိုက်ဒရိတ်တွေဂလူကိုစ်အဖြစ်ပြောင်းလဲတဲ့နှုန်းကိုနှိမ့်ကွေးစေပါတယ်။ ဆိုတာကတော့ဂလူးကို့စ်တွေဟာတပြိုင်တည်းအအောင်ရောက်လာတာမျိုးမဟုတ်ပဲခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုတွေကိုဖြင်းညစွာနဲ့စနစ်တကျဝင်ရောက်သွားစေပါတယ်ဒါဟာသွေးရင်းတကျတဲ့ကိုရုတ်တရက်ထိုးတက်မလာအောင်ကာကွယ်ပေးပါတယ်ဒါကြောင့်ဘိုးဘွားတွေဟာထမင်းစားပြီးနောက်လက်ဖက်ရည်တောက်ဖို့ရွေးချယ်ခဲ့တာဟာတိပ္ပံနေကြအခြေခံအကြောင်းရင်းခိုင်မာတယ်လို့ဆိုရမှာပါ